အားလုံးမင်္ဂလာပါအဒီဗီဒီယိုကတော့အင်္ဂလိပ်စာအခြေခံလေ့လာနေတဲ့သူတွေအတွက်ဖြစ်ပါတယ်အဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ English Grammar မှာဒီ Back to B ရဲ့အနောက်မှာကျွန်တော်တို့ဒီ bar တွေလိုက်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာပြောပြအောင်မှာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာမှာကျွန်တော်တို့ Back to B ရဲ့အနောက်မှာ bar တွေလိုက်လဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ Back to B ရဲ့အနောက်မှာ bar တွေလိုက်လဲဆိုတော့ကျွန်တော်တို့ Back to B ရဲ့အနောက်မှာကတော့ဒီ adjective နာမဝိသေသနလိုက်တာမျိုးရှိတယ် အနောက်ပြီးတော့တခါကျွန်တော် noun ပေါ့နော် noun လိုက်တာရှိတယ်နောက်ပြီးတော့ adverb ကရိယာဝိသေသနလိုက်တာရှိတယ်အနောက်ပြီးတခါကျွန်တော်တော့ verb ing ပေါ့နော် present participle present participle လိုက်တာမျိုးရှိတယ်နောက်ပြီးတခါကျွန်တော်တော့ past participle battery လိုက်တာမျိုးလေးကျွန်တော်တို့ရှိပါတယ်သူ့ကိုကျွန်တော်တို့အဲကျွန်တော်မြန်မာမှာဆိုလို့ရှိရင်တော့ bat 1 bat 2 battery verb ing ဆိုပြီးတော့အဲတချို့တူတူများများကျွန်တော်အဲ့လိုမျိုးမှတ်ထားတာရှိတော့ကျွန်တော်ဒီမှာ battery ဆိုပြီးတော့လေဒီမှာကျွန်တော်ရေးပြထားတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဒီ past participle battery လိုက်တာမျိုးလေးရှိနေရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် passive certain မျိုးစားပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ back to be ရဲ့အနောက်မှာ byte လိုက်လေးဆိုတော့ကျွန်တော်တို့ဒီမှာအသေးစိတ်ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ back to be ရဲ့အနောက်မှာ adjective နာမဝိသေသနလိုက်တာမျိုးရှိတယ်ဗျအဲ့တော့ဒီဝါကြအမျိုးအစားကိုကျွန်တော်အရင်ဆုံးကြည့်ရအောင် sentence structure သူကဘာလဲဆိုတော့ subject be adjective ပေါ့နော် subject be adjective အဲဝါကြအမျိုးအစားမှာဆိုလို့ရှိရင်ကျွန်တော်တော့အဲကြည့်ပါအောင်ဆက်ပြီးတော့ she is talkative သူမကစကားများတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တော့က talkative အဲ့တော့ဒီမှာ back to be ကပါလဲဆိုဒီဝါကြမှာကျွန်တော်ပထမဆုံးကျွန်တော် back to be မကြည့်ခင်ကျွန်တော် subject ကိုကြည့်ရအောင် subject ကပြုလုပ်သူဆိုတော့ကျွန်တော်တို့ she က subject ဖြစ်ပါတယ်နောက်ပြီးတစ်ခါ subject ကိုသိပြီဆိုတော့ကျွန်တော်တို့ back to be ကပါလဲဆို be ကပါလဲ back to be က is back to be တွေဟာကျွန်တော်တို့အရင်သင်ခန်းစာတွေမှာပြောသွားသလိုပဲ M is I was where B been being ပေါ့နော်ဒါတွေဟာဘတ်တူဘီတယ်ဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လဲ is ကဘတ်တူဘီဖြစ်ပါတယ်အဲ့တော့ဘတ်တူဘီရဲ့နာမဘာလိုက်လဲဒီမှာ talkative စကားများတယ်ဆိုရဥပမာကျွန်တော်ဒီဘတ်တူဘီနဲ့ adjective နဲ့ပေါင်းလိုက်တဲ့အခါကျွန်တော်မြန်မာလို့ the လို့ပြောမှာပေါ့နော်သူမသည်စကားများသည်ပေါ့နော်အစကားအနေနဲ့ပြောမယ်စာအနေနဲ့မဟုတ်ကျွန်တော်စကားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့သူမကစကားများတယ် အဲ့လိုမျိုးပြောရတာပေါ့နော်အဲ့တော့ she is talkative back to be ရနောက်မှာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ agitated နာမဝိဒေသနာလိုက်တယ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ back to be ရအနောက်မှာအမြဲတမ်းပဲကျွန်တော်နာမဝိဒေသနာလိုက်နေတာမျိုးမဟုတ်ဘူးတခါတည်းရင်မှာဘာလိုက်တာမျိုးရှိလဲဆိုတော့ noun နာမ်လိုက်တာမျိုးလေးရှိပါတယ်အဲ့တော့ subject be noun ဝါကျမျိုးစောင့်ကြည့်အောင်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ he is a writer သူကတော့စာရေးဆရာဖြစ်ပါတယ်အဲသူကစာရေးဆရာပါပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ subject ကိုကြည့်ရအောင် subject ကဘာမှာလဲ subject က he အဲ့မှာတခါကျွန်တော် back to be ရပါလေဆိုတော့ is ခုနလိုပဲ is subject ကဒီမှာတခုနံနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ is ကိုသုံးရတယ်ဒီနေရာမှာလာကျွန်တော်တို့ they တို့ကိုကိုအန်မောင်မောင်အဲ့လိုမျိုးနှစ်ယောက်တို့တစ်ခုထက်တယောက်ထက်ပိုပြီးဆိုလို့ရှိရင်တော့ကျွန်တော် is နဲ့မရတော့ဘူး are ဖြစ်မယ်ပေါ့နော် present ဆိုတော့ကျွန်တော် are ဖြစ်မယ် ဲ့တော့ဒီ subject တွေကိုကျွန်တော်သတိထားမယ် subject နဲ့ verb နဲ့ကျွန်တော်ဒီမှာဆက်ဆက်နေတာဆိုတော့လေအဲ့တော့ he is a writer သူကစာရေးဆရာပါအာဒီမှာကျတော့ကျွန်တော် back to be ရဲ့နောက်မှာဆိုနာလိုမျိုး adjective မဟုတ်တော့ဘူး a writer စာရေးဆရာတယောက်စာရေးဆရာဆိုပါတော့လေအဲ့တော့ back to be ရဲ့နောက်မှာဒီတစ်ခါ noun လိုက်တယ်အဲ့တော့တတိယဝါကျအမျိုးအစားမှာဆိုလို့ရှိရင်တော့အာဒီတစ်ခါ noun မဟုတ်တော့ဘူးဗျ back to be ရဲ့နောက်မှာဘာလိုက်သွားပြီလဲဆိုတော့ ဒါ back to be အနောက်မှာဒီတစ်ခါတော့ adverb ကရိယာဝိသေသနလိုက်တယ်ကျွန်တော်အဲ့တော့အင်္ဂလိပ်စာမှာကရိယာဝိသေသနရဲ့အခန်းကဏ္ဍဟာအဲ့တော့ကျွန်တော်လေ့လာစီရတဲ့အရင်များတဲ့အခန်းကဏ္ဍဖြစ်တယ်ကရိယာဝိသေသနတွေကိုကျွန်တော်အများကြီးလဲကျွန်တော်ထပ်ပြီးတော့လေ့လာမှာပဲအင်္ဂလိပ်စာမှာအခြေခံပိုင်နိုင်ဖို့ကအရင်အရေးကြီးတယ်ပေါ့နော်အဲ့တော့စာမွေးတွေဥပမာကျွန်တော်တို့ဒီအထက်တန်းတွေအောင်မြင်ဖို့ဆိုရင်လဲဒါအခြေခံကိုကောင်းကောင်းပိုင်နိုင်ပြီးတော့တခါကျွန်တော်တို့အခြေခံတဲ့မြင့်တဲ့စာတွေကိုကျွန်တော်ထပ်ပြီးတော့လေ့လာမှာအဲကျွန်တော်တို့ဒီအထက်တန်း အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပညာရေးမှာတကူဟိုစနေတန်းမှာဆိုလို့ရှိရင်မေခွန်းနဲ့အတော်လေးကိုကျွန်တော်တို့မြင်နေတာတွေ့ရတယ်ပေါ့နော်အဲအဲ့လိုမေခွန်းတွေကိုကျွန်တော်ဖြေနိုင်ဖို့အတွက်အင်္ဂလိပ်ဘာသာအခြေခံတွေကိုကောင်းကောင်းလောက်ထားရအခြေခံလောက်ယူနေတော့မရတော့အမှတ်ကောင်းကောင်းအောင်ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ B1 B2 level ကိုကောင်းကောင်းလေးကျွန်တော်တို့လောက်ထားဖို့လိုအပ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီအခြေခံသင်ခန်းစာတွေဟာအရင်အရေးကြီးတဲ့အခြေခံအောက်မြစ်တွေဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်အဲ့တော့ back to be နောက်မှာကျွန်တော်ဒီ at the bar ကရိယာဝိဒေသနာလိုက်တာမျိုးရှိတယ်အဲ့တော့ subject v subject b adverb မျိုးစား the keys are here အဲ့တော့ here adverb or place နေရာပြကရိယာဝိဒေသနာအဲ့တော့ကရိယာဝိဒေသနာဆိုတော့ကျွန်တော်တို့ငငယ်တုန်းကတော့ loy နဲ့ဆုံးတာဥမာအဖြစ်ကျွန်တော်ဒီလိုမျိုးပေါ့နော် slowly s l o w l o y slowly အဲ့လိုမျိုးနော် g i c k l o y quickly အဲ့လိုမျိုးကျွန်တော် loy နဲ့ဆုံးမှာကရိယာဝိဒေသနာလို့ကျွန်တော်တို့ တော့အဲ့လိုမျိုးထင်ခဲ့တာတကယ်တော့ advert တွေဟာအင်္ဂလိပ်စာမှာလေ့လာစရာလည်းအများကြီးပါတလုံးချင်းစီလည်းရှိသလိုအဲစကားစုတွေနေနဲ့လည်းအများကြီးပဲပေါ့နော်ဝါကြတဲ့ကြောင်းမှဆိုလို့ရှိရင်ကရိယာဝိတ္တနာလည်းအများကြီးပါတယ်တခုတစ်မကအပါရာမျိုးရှိတယ်တခုတည်းပါရာလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးကရိယာဝိတ္တနာအခန်းငယ်တန်းဟာအရန်ကြီးကျွန်တော်လေ့လာစရာတွေများပါတယ်အဲ့တော့ the keys are here တော့တွေကတော့ဒီမှာပါအဲ့တော့တော့တွေကဒီမှာဆိုတော့ဒီမှာကျွန်တော် subject ပါလေဆိုတော့ the keys အဲ့တော့ verb to be ရပါလေ are ဒီမှာ subject ကကျွန်တော်တို့အဲတခုတက်ပေါ်သွားပြီဆိုတော့ပြောရမလဲပစ္စုပန်မှာဆိုတော့ are ကိုသုံးမယ် past မှာဆိုကျွန်တော်တို့ where ကိုသုံးမယ် were where ကိုသုံးမယ်ကျွန်တော် present ဖြစ်တဲ့အတွက်ကြောင့်အဲတခုတက်ပေါ်ရဆိုတော့ are ကိုသုံးမယ်နော် subject နဲ့ verb agreement ကိုလေနားလေဖို့လိုတယ် subject နဲ့ verb ကိုညှိရတာပေါ့နော်အဲ့တော့အဆက်ပြီးတော့ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော် he is always late သူကအမြဲတမ်းနောက်ကျတယ် ဲ့တော့ဒီမှာဆိုလို့ရှိရင် all away ဆိုလို့ရှိရင်ကျွန်တော်တို့ adverse or frequency ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ sub to be ရဲ့အနောက်မှာဆိုလို့ရှိရင်ဗာလိုက်လဲ adverb ကြိယာဝိသေသနာလိုက်တာကိုကျွန်တော်တို့ဒီမှာလေ့လာရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ number 4ကိုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်အဲ့ဒီမှာဆိုလို့ရှိရင်တော့ back to be ရဲ့အနောက်မှာဗာလိုက်လဲဆိုတော့ verb ing လိုက်တယ်ပေါ့နော် verb ing ဟာဗာလဲဆိုတော့ present participle ဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကဘတ်တူဘီဆိုပြီးဘတ်တူ sorry ကျွန်တော်တို့ဒီက VNG ဆိုပြီးတော့ပဲကျွန်တော်တို့သူ့ကိုနှုတ်ကြိုးနေပြီဆိုတော့ကျွန်တော်ဒီမှာ VNG ကိုကျွန်တော်အရှိတင်ပြီးရေးပေးထားရပေါ့နော်အဲ့တော့ subject B VNG မျိုးစားကိုကြည့်အောင် they are laughing သူတို့ကရီရီမောနေကြတယ်ရီနေကြတယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် they are laughing သူတို့ကရီနေကြတယ်ပေါ့နော်အဲ့တော့ဒီဟာ present continuous tense ဖြစ်တယ်ပေါ့နော်အဲ present continuous tense မှာဆိုလို့ရှိရင် အမစ်ဆာဗလက် VNG ဝကြအမျိုးအစားပေါ့ဒါအလုတ်တစ်ခုမျက်မှောက်စကားပြောနေတဲ့အချိန်မှာတစ်ခုခုကိုကျွန်တော်တို့လုံနေတာကိုပြောတာပေါ့နော်ကျွန်တော်ကဒီမှာစာတင်နေတယ်အသူကတော့စကားပြောနေတယ်အသူကတော့မနက်စာစားနေတယ်အသူကတော့ဖုံးပြောနေတယ်အဲ့လိုမျိုးတစ်ခုခုလုံနေတယ်ဆိုတာကိုကျွန်တော်တို့ပြဿနာပတ်အချိန်မှာဖြစ်နေတာကိုပြောတာကိုကျွန်တော် present continuous tense လို့ခေါ်တယ်အဲ့ဟာအဲ့ဒီ present continuous tense နဲ့သုံးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်နော် Uh, subject ဒီမှာဆက်ဆက်ကြည့်မယ်ဆိုရင် uh, subject v subject v ing မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ the present continuous tense ပေါ့အဲ့တော့ဒီမှာ subject v ing ဝါကြအမျိုးအစားပေါ့နော် sentence structure ပေါ့အဲ့တော့ဒီမှာ they are laughing အဲဆိုဒီအနောက်ပတ်သက်ပြီးကျွန်တော်တို့နားလေလောက်ပြီးလို့ထင်တယ်အဲ့တော့ number 5ကိုကျွန်တော်ဆက်ကြည့်အောင် past participle battery ပေါ့နော်အဲ့တော့ battery လို့ နားလည်ထားကြတယ်ပေါ့နော်အဲ့တော့ first participle ကိုကြည့်ရအောင်အဲ့တော့ subject b past participle ဒီ sentence structure မှာဆိုလို့ရှိရင်တော့ဒါဟာတော့ passive အဲကျွန်တော်တို့ passive ဝါကျအမျိုးအစားဖြစ်တယ် passive ဆိုတာကြတော့ကျွန်တော်တို့ဒီအခံရတဲ့ပုံကိုကျွန်တော်တို့အရှိကိုအတင်ပြီးတော့ရေးတာအလွယ်ပြောမယ်ဆိုရင်ပေါ့နော်ခံရတဲ့ပုံကိုအရှိတင်ပြီးတော့ရေးတာပေါ့နော်အဲကျွန်တော်တို့အင်္ဂလိပ်စာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ active ဘာသာတော်တော်များများမှာတော့ကျွန်တော်တို့ active voice ကိုကျွန်တော်တို့ အသုံးများပါတယ်ဒါပေမဲ့ passive voice ကိုသုံးတဲ့ခါလေးရှိတယ်ဒီဘက်ကျမှဆိုရင် passive voice ကိုသုံးထားတယ်အဲ့တော့လူတွေကဘသူတွေကဒီအင်ကိုစောက်တယ်ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားဘူးဒါပေမဲ့ဒီအင်ကိုဘယ်နှခုနှစ်မှစောက်တယ်ဆိုတာကိုပဲကျွန်တော်တို့ဒီအင်ကိုဘသူတွေကကားမဟုတ်ဘူးနော်ကိုစောက်တဲ့အရာကိုပေါ့နော်ဒီမှာဘယ်ဟာကိုစောက်တာလဲဆိုတော့ကျွန်တော်ရှေ့ကိုတင်ပြီးပြောတယ်အဲ့တော့စောက်တဲ့လူကိုကျွန်တော်စိတ်ဝင်စားအောင်ဗျာဒါကိုအသာပေးပြောခြင်းတဲ့ခါကျွန်တော်တို့ဒီမှာအဲ့ကြောင့်ဒီအင်ကိုဆိုတဲ့ကြောင့်တွေ့ကြောင့် this how was built in 2023ဒီအိမ်ကို2023မှာဆောက်လုပ်ခဲ့ပါတယ်အဲ့တော့ဒီမှာအများနဲ့ worst ဖြစ်မယ်လို့တော့မဟုတ်ဘူးကျွန်တော်တို့အာကျွန်တော်တို့ဒီ active passive ကကြတော့ကျွန်တော် tense နဲ့တော့ညှိရတာကိုဒါကတော့ active passive ကိုရှင်းတဲ့သင်ခန်းစာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီမှာဒီလောက်ပဲပြောမယ်ဗျအဲ့တော့အဲဗီဒီယိုဖိုင်အရင်ရှင်းရမှာဆိုလို့ပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ subject b past participle ဝက်ကြအမျိုးအစားဖြစ်တဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ